စကိုင်းဒလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ2025ကို၃ရက်တိုင်းခင်းချင်းပြသနေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ2025ကိုနိုဝင်ဘာလ14ရက်နေ့မှ16ရက်နေ့အထိ၃ရက်တိုင်းရန်ကုန်ကွန်ဆာဗေးရှင်းစင်တာမှာကျင်းပပြုလုပ်နေတာပင်ဖြစ်ပါတယ်အဆိုပါပြပွဲမှာ စက်ပစ္စည်းများလူသုံးကုန်ပစ္စည်းများစားသောက်ကုန်များအစရှိတဲ့ပြည်ရင်းထုတ်ကုန်များနဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုပြသရောင်းချပေးနေတာဖြစ်ပါတယ်။ဒါအပြင် e-commerce day အဖြစ်သတ်မှတ်ပြီး panel discussion ဆွေးနွေးပွဲကိုလည်းထည့်သွင်းကျင်းပပေးခဲ့တယ်လို့သိရပါတယ်။တော့ဒီနေ့ကတော့ပြပွဲရဲ့ဒုတိယနေ့ဖြစ်ပါတယ်။ပြပွဲမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့နှစ်ပိုင်းရှိပါတယ်။ပထမတစ်ပိုင်းကတော့ trade expo အနေနဲ့ပြည်တွင်းကထုတ်တဲ့ဆက်ပစ္စည်းတွေရှိတယ်၊ဥသုံးကုန်တွေရှိတယ်၊ MSM ထုတ်ကုန်တွေရှိတာတွေပြသတယ်။ဘိုင်းရှိပြီးတော့ဘိုင်းကတော့ e-commerce နဲ့ ID ဘိုင်းဆိုပြီးတော့ပေါ့နော်။ဒီမှာပြည်တွင်းမှာဟိုဟာရေးဆွဲတဲ့ software တွေ၊ mobile app တွေ၊နောက်က e-commerce platform တွေဒါနဲ့ဆက်ဆက်တုံးပြီးတဲ့ computer ပစ္စည်းတွေကိုပြသရောင်းချတာဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်ခင်ဗျာ။ဒီနေ့ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့က e-commerce day ဆိုပြီးတော့တက်မှတ်ထားတာပေါ့နော်။ဒီနေ့မှာဆိုအခုပထမ အနောက်ပိုင်းမှာဆိုရှင်အခုတွေ့မြင်ရတာကတော့ကျွန်တော်တို့ Fin FinTech and E-commerce 2025ဆိုပြီးတော့ panel discussion ဖြစ်ပါတယ်ဒီ panel discussion ကတော့မြန်မာ Digital Economy Association ရဲ့ပတ်မောကူညီမှုနဲ့ပေါ့နော်ဒါဆောင်ရွက်နေကြဖြစ်ပါတယ်ဒီမှာဆိုရှင်အာဒီပန်လုပ်ငန်းကပါတယ်တယ်လီကောင်းကုမ္ပဏီကပါတယ်နောက်ကဖင်တက်ကပါပြီးရဲ့နောက်ဟောပေါ့နော်ဒီ digital စီပွားရေးနဲ့ပတ်သက်တဲ့အခါမှာအတိုးတက်မှုတွေနော်စိန်ခေါ်မှုတွေကြုံတွေ့ရတဲ့ပြဿနာတွေကိုပေါ့နော်ဒါတွေကိုမြန်မာပြည်ရဲ့အနေထားနဲ့တို့တွေဆွေးနွေးကြတာဖြစ်ပါတယ်ဒီပြပွဲနဲ့ပတ်သက်လို့တော့ပေါ့နော်ကျွန်တော်တို့ခုနကဒီအဲချိတ်အစ်ပိုအနေနဲ့ပေါ့တော့ပြည်တွင်းထုတ်ပုံတွေကိုအပြတ်ရောင်းချတဲ့အခါမှာဆိုရှင်အဓိကအနေကတော့ဒီပြည်တွင်းကထုတ်တဲ့ စားတာကုန်တွေရှိတယ်အဝတ်ထည်တွေရှိလူသုံးကုန်တွေရှိတယ်ဒါတွေရဲ့အရေးအသွေးတွေကိုစားသုံးသူတွေကလက်တွေ့မြင်နေတာပေါ့နော်မြင်နေပြီးတော့ဟာဒီဘက်ကပြည်တွင်းကထုတ်တဲ့ product တွေရဲ့ quality တွေလည်းမညံ့ဘူးနိုင်ငံတကာမြည်ရဲ့စိတ်ချတာစားသုံးနေဆိုတော့အမြင်ကိုရရှိမှာဖြစ်တဲ့ကြောင့်မို့လို့ MSME တွေအတွက်လည်းအများသာအကျိုးရှိပါတယ်နောက်တစ်ခုသူတခြားအနေနဲ့ကတော့ဘာရှိလဲဆိုလို့ရှိရင်ဒီခုနက ဟုတ်ပါတော့ပြည်တွင်းကထုတ်တဲ့ဆက်ပစ္စည်းတွေရှိပါတယ်။မပေ့စ်ဘရာသာက ထုတ်တဲ့ဆန်ဆက်နဲ့ပတ်သက်တဲ့ဆက်ပစ္စည်းအကြီးစားဆက်ပစ္စည်းတွေကိုပြသရောင်းချလျက်ရှိပါတယ်။ဒါတွေဆိုလို့ရှိရင်လည်းပြည်တွင်းမှာပဲထုတ်လို့ပြီးတော့ပြည်ပကိုပေါ့တင်ပို့နေတဲ့နေထားမှာအထိနိုင်ငံရောက်တဲ့လက်ရှိသူတို့တင်ပို့နေပါတယ်။ဆိုဆက်တွေရဲ့အနေထားကိုလည်းလက်တွေ့ပေါင်းပြီးတော့ပြသတာရှိပါတယ်။အဲ့ဒါဆိုဒီနေ့တော့မနေ့ကောင်မှတွေ့ရတယ်ဆိုရင်ဆန်ဆက်လုပ်ငန်းရှင်တွေအများပြားလာပြီးရတော့ဆက်တွေကိုလာကြည့်ကြတယ်အားရောက်ပြည့်ဝေးရတာကိုတွေ့ရပါတယ်ခင်ဗျာ ။နေ့ပြပွဲဒီပေါ်တော့ပြပွဲကတော့14 15 16 3ရက်ဖြစ်ပါတယ်။လက်ဖြန်က1ရက်ကြာမှာသေးတယ်ပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်အာပြည်ရင်းပြပပေါ့နော်ကုမ္ပဏီပေါင်းအာ30ကျော်ရှိပြီးရအောင် MSME ပြည်ရင်းအသေးစားလုပ်ငန်းပေါင်းက50ကျော်ကနေပြင်းတော့ပါပြပတောင်းချလျက်ရှိပါတယ်။အပစ္စည်းတွေအနေနဲ့ကတော့ခုနကစက်ပစ္စည်းတွေရှိတယ်။ဒါကဆိုလာတို့ဘက်ထရီတို့ဒီပေါ်တော့ဒီခုနက UPS တို့ အစားရှိတဲ့နော်ဆိုင်းဟန်ရပစ္စည်းတွေပါတယ်။နောက်ခါမီးဆက်တို့နောက်ခါမော်တာတွေရှိတယ်၊ခြံသုံးတဲ့ကတ်တာတွေရှိတယ်ပေါ့နော်။ဒါတွေလည်းပြသပါတယ်။နောက်တစ်ခါပါရှိသေးလဲဆိုလို့ရှိရင် EV မော်တော်ယာဉ်တွေလည်းပြသပြီးရအောင်အောက်ချတဲ့ရှိပါတယ်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ပေါ့နော်ဒီဟွာပေါ့နော်ပြပွဲမှာပတ်သက်လို့ရှိရင်ခဏကဟိုပေါ့နော်ဒီ e-commerce ပိုင်းပေါ့။ e-commerce ပိုင်းမှာဆိုလို့ရှိရင်ဘာမှတော့မြန်မာလူငယ်ပညာရှင်တွေရဲ့ဈေးဆွဲတဲ့ software တွေ mobile app တွေကိုလည်း လက်တွေ့နိုင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်လေ့လာနိုင်ပါတယ်ကောင်းမွန်စွာနဲ့ဟိုတော့ကိုယ်အတွက်အကင်ညီမယ်ဆိုတဲ့အရာကိုရွေးချယ်ပြီးတော့ဝယ်ယူနိုင်တဲ့အကြောင်းမလို့ဒီမှာတနေရာထဲမှာဆိုရင် e-commerce တွေ mobile app တွေနိုင်ရောက်ကြည့်ရှုပြီး software တွေကိုနိုင်ရောက်လေ့လာကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်ဥပမာဆိုင်သုံးနဲ့စားတောက်ဆိုင်သုံးနဲ့ဘောနော software တွေ POS နဲ့တွေနောက်ခါ hotel တွေမှာသုံးတဲ့ဘောနောအခန်း booking တင်တာတို့နောက်အခန်းရဲ့ management ပေါ် housekeeping ဝင်ပြီးတော့ဘုံပြ စတာကိုဘာမှတန်းတင်တာအဲ့တဲ့ဝင်ထွက်ရှိတာမှတ်တမ်းတင်တာဆိုဒါတွေကိုပေါ့နော် software တွေကိုလည်းပြသပြီးရဲ့နောက်နောက်ချလက်ရှိတာတွေကိုလည်းနောက်ရောက်ပြီးရဲ့နောက်လေ့လာကြဖို့အတွက်ကိုလည်းဖိတ်ခေါ်လိုပါတယ်ခင်ဗျာဒီအခန်းကဏ္ဍတော့ညီမလေးသိတဲ့အတိုင်းပဲ e-commerce ပေါ့နော် digital economy ကိုမတို့ဘလို့သွားနေကြတဲ့ခရီးမှာဘလို့ဆောင်ရွက်နေကြလဲဆိုတော့အကုန်လုံးဝိုင်းစင်းစားရင်းနဲ့ brand တွေပါတယ် fintech တွေပါတယ်မတို့အနေနဲ့ကတော့အများပြောကြတဲ့ operator ပေါ့နော် unite ဒါပေမဲ့ operator မဟုတ်ပါဘူးမတို့ digital enabler ရို့အနေနဲ့ဒီ digital economy မှာမတို့ဘလို့ ပါဝင်ပြီးတော့ဆောင်ရွက်လို့ရတယ်ပူပေါင်းဆောင်ရွက်လို့ရတယ်ဆိုတော့အပိုင်းနေဆွေးနွေးတာဖြစ်ပါတယ်ရှင်။မမတို့အနေနဲ့ကြည့်ရဲဆိုရင်တော့ဘောနောမအနေနဲ့ကြင် category နှစ်ခုခွဲပြီးပြောတင်ပါတယ်။တိကျကတည်းကတော့ဒီပွဲမှာလာကြတဲ့ e-commerce merchant တွေဘာဖြစ်လို့လဲဆိုတော့စီးပွားရေးလုပ်ငန်းတွေအကူက digital money နဲ့သွားကြတယ်။ payment တွေကလည်း digital နဲ့သွားတော့သူတို့အတွက်မမတို့ကဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာရယ်ပြီးတော့နောက်တစ်ဖက်ကကြတော့ user တွေပေါ့နော်။ user တွေအနေနဲ့ဒီ digital journey digital e-commerce ခရီးကိုမမတို့ဘယ်လိုသွားကြအောင်လဲဆိုတဲ့အပိုင်းအနေနဲ့ audience နှစ်ဖက်ကိုမမတို့ ဘူတီးပြီးတော့ဆွေးနွေးပါတယ်အဲ့ဒီအပြင်မတို့နိုင်ငံတကာမှာလည်းကြုံတွေ့နေရပါတယ် digital economy သွားတဲ့အခါမှာ fraud case တွေဆိုတော့လည်းအများအားပြွဲပြီးပါနေတဲ့ဟာတွေရှိတော့အဲ့ဒါတွေကိုဒီ industry ပေါင်းစုံခဏပေါင်းစုံကပူးပေါင်းပြီးတော့ဘလို့ဝိုင်းဝန်းပြီးတော့ကူညီပြီးတော့ပတ်မိုးဆောင်ရွက်ပြီးတော့မဖြစ်အောင်ထိန်းကြမလဲဆိုတဲ့ကဏ္ဍတွေပါဆွေးနွေးတာရှိပါတယ်ရှင်ဟုတ်ကဲ့တော့ညီမလေးရအမြဲလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမတို့မှာ youth generation တွေကလည်းအရင်စိတ်ဝင်စားကြတယ်သူတို့ပေါ့နော် ဘာတွေဘလို့ဆိုရဲဟာကိုအခုလို company တွေကပြောတဲ့အခါတော့မှသူတို့လည်း idea တွေရပြီးတော့ပေါ့နော် knowledge base တွေကျင်းပြမယ်လို့တော့ထင်ပါတယ်။အဲကြောင့်မှအနေနဲ့ဆိုရင်တော့အများတန်းပေါ့နော် sharing is caring ဆိုတဲ့သဘောအနေထားအရဒီပွဲတွေမှာလာလာပြီးတော့မှတို့တက်ကြွတဲ့ဘ ਹੁ တုတာတွေမှ company အနေနဲ့ကိုစားပြုတာမဟုတ်ဘဲနဲ့မြန်မာနိုင်ငံရဲ့ပေါ့နော်အမျိုးသမီး CEO ပေါ့နော် operator telecom operator တယောက် CEO အနေနဲ့မှတည်ထားတဲ့ knowledge တွေကိုပြန်ပြီးတော့ ခွဲဝေပေးရတဲ့တံမျိုးခန်းနာလေးတွေမှအနေနဲ့ဆိုတော့အများဆုံးတက်ကြွပြီးတော့ပါဝင်ဆောင်ရွက်ပါတယ်ဒါကတော့မတို့ရဲ့အနာဂတ်လူငယ်တွေအတွက်အကောင်းဆုံး platform လေးတစ်ခုဖြစ်တယ်လို့ယုံကြည်လို့ပါရှင်